အလုံးမင်္ဂလာပါ mask kit mm ကျူစွာပါတယ်ဒီနေ့တင်ကြန်းစာကတော့ grade 7 mask 2အခန်းက survive တင်ကြန်းစာကကောင်းစဉ်က5.6 survive တစ်ခုကြီး survive ပြတ်တစ်ခုတွင်ရှိတောက်များကြောင်းကိုစပီးလေ့လာကြပါမယ် survive ပြတ်ဆိုတာဘာကိုခေါ်တယ်လဲဆိုတာကိုကြည့်ကြည့်အောင်ဒီပုံတစ်လေးမှာဆိုရင်တွင်ရှိချက်က ab လေးချိုးရှိမယ် o ဘိုရှိတဲ့ survive ရှိမယ်ဒီလေးချို AB ကနေမှာဒီ survive O ကိုနှစ်ပိုင်းဖြစ်အောင်ပိုင်းဖြစ်သွားတယ်ဒီမှာ O ပိုင်း AB ရှိမယ် ဒီဘက်ကအိုမိုင်းကြီး APQB ရှိမယ်ဒီအိုမိုင်းကြီး APQB ကိုဘာလို့ခေါ်လဲစောင်းပြက်လို့လည်းပြောလို့ရမယ်စောင်းပြက် APQB ပေါ့လေးချို AB တို့မဟုတ်အိုမိုင်း AB ကနေမှခံဆောင်ပြီးတော့ဆွဲထားတဲ့ download တော့ဖြစ်ပေါ်လာတာတွေ့ရမယ်တော့ APB နဲ့တော့ AQB ကိုတိုင်းတာလဲခါမှာတူညီနေတာတွေ့ရတယ်။မန်ဒီကိုလေ့လာကြည့်မယ်ဆိုရင် AB အချင်းမြင် အချင်းပြင်းကြောင့်မို့လို့ဆောင်းချမ်းတစ်ခုဖြစ်ပေါ်လာမယ်ဆောင်းချမ်းတစ်ခုအတွက်မှာရှင်းတောင်းနေဟာတောင်းမဖြစ်နေဆိုတော့သိရှိပြီးတော့ပြီဒီအချင်းပြင်း AB ကနေမှာဖြစ်ပေါ်လာတဲ့ဆောင်းပြက် APQB မှာရှင်းတောင်းတောင်းဟာတူတယ်ဆိုတော့တွေ့ရှိရမယ်ပုံသုံးမှာလေ့လာကြည့်မယ်ဆိုရင်လေးချို AB ဆောင်းပြက် APQB မှာဆွဲထားတဲ့တောင်းတောင်းရှိမယ်ဒီတောင်းတောင်းတိုင်းခါမှာလည်းတူညီတာတွေ့ရမယ် တော့ဒီပုံသုံးခုလေ့လာခြင်းကဘာသူညီရချက်တွေ့ရလဲဆိုလို့ရှိရင်စဝိုင်းပြက်တစ်ခုထဲမှာချိနေတဲ့တောင်းနေရအလုံးဟာသူညီရဆိုတဲ့ဆက်တဲ့ချက်ကိုရရှိမယ်အလေးပေါ်တော့ဆိုင်းပြတ်ခုတူမှာရှင်းတောင်းနေတာသူညီကြရဆိုတဲ့ချက်ကိုသိရှိရမယ်ဒီထိနားလည်ရဆိုရင်ပုံစံတက်ကိုလေ့လာကြည့်ရအောင်ပုံမှာတောင်း APB 50ဒီဂရီရတဲ့ APB ဒီတောင်းလေး50ဒီဂရီတောင်း PAQ ုံးစံတွေတွေပေးထားတယ်။ down aqb ဆိုတော့ aqb ဒီမှာရှိတဲ့ down လေးရယ် down arb arb ဒီ down လေးရယ်နောက်တစ်ခုက down pbq pbq ဒီ down လေးသုံးခုကိုရှာပေးရမယ်။တော့ပေးထားချက်ရကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဖြစ်နေတဲ့ down apb နဲ့ paq ဆိုတော့ down လေးတွေကဘယ်လိုဖြစ်ပေါ်လာလဲကြည့်အောင်။ APP တောင်းဖြစ်လာအောင် AP နဲ့ PB နဲ့စုံလို့ဖြစ်လာပါဘောเนาะဒီကနားနှစ်ခုက၄ကျို AB ကနေမှာဆွဲထားတဲ့တောင်းလေးဖြစ်တယ်ဒါကြောင့်မို့လို့ဒီတောင်း APP ဆိုတော့၄ကျို AB ကနေမှာခံဆောင်ထားတဲ့တောင်းပေါ့เนาะတနည်းအားဖြင့်ဒီဝိုင်းမိုင်းငယ် AB ကနေမှာခံဆောင်ထားတောင်းဖြစ်တယ်နောက်ဒီတော့ဒီ AB ကနေမှာခံစားရတော့ဘာရှိသေးလဲဆိုရင်ဒီမှာဆိုတော့ AQB ဆိုတာကိုထပ်တွေးရမယ် ီတောင်လေးရဲ့နောက်တစ်ခါတောင် ARB ဆိုတဲ့တောင်လေးကိုတွေ့ရမယ်။ဒါဒီမှာရှိတဲ့တောင်၃ခုစလုံးဟာစဝိုင်းပြည့် APQRB အတွင်းမှာရှိတဲ့တောင်လေးဆိုတော့တွေ့ရှိရတယ်။ဒါကြောင့်မို့လို့ဆက်တွေ့ချက်အရာစဝိုင်းပြည့်တစ်ခုအတွင်းမှာရှိတဲ့တောင်တွေဟာတွေ့မြင်ရဆိုတဲ့အတွက်ချက်ကိုသုံးချပေးရမယ်။တောင် APB ရဲ့တောင် AQB ရဲ့တောင် ARB တို့ဒီစဝိုင်းပြည့် AQB အတွင်းမှာရှိတဲ့တောင်ပြည့်တွေ AQB ဆိုတော့ဒီတတိယအောင်ယူထားတာမဟုတ်ဘူးတကယ် wine wine ပြတစ်ခုတော့ယူထားတာဒီတော့ဒီမှာရှိတဲ့အမှတ်တွေအားလုံးကိုထည့်ယူရင်းနဲ့ရတယ် AB လို့ပဲလို့ရေးလို့မရဘူး AB လို့ပဲရေးလို့ရှိရင်ဒီမှာရှိတဲ့ home mic တွေတစ်ခုနဲ့တူသွားနိုင်တယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့အမှတ်တွေကိုအားလုံးထည့်ယူလဲရတယ်ဒီမှာကတော့ AQB ဆိုပြီးတော့အမှတ်တစ်မှတ်ကိုပဲယူပြီးရေးထားပေးတယ်တောင်း APB ရဲ့တောင်း AQB ရဲ့တောင်း ARB ရဲ့တူပါတယ်ပြီးတော့ချက်အရာတောင်း APB က50ဒီဂရီပြီးထားတယ် ထို့ကြောင့်တောင် AQB ကလည်း50ဒီဂရီရမယ်တောင် ARB ကလည်း50ဒီဂရီရမယ်နောက်တစ်ခုကတောင် PBQ ဒီတောင်လေးရှာပေးရမယ်ဒီတောင်လေးကဘယ်လိုဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ဒီ O mine PQ ကနေမှခံဆောင်ရတဲ့တောင်ပေါ့နော် O mine PQ ရဲ့တစ်ဖက်မှာရှိတဲ့စပိုင်းပြက် Q B P ဒီဒီယူပေးရမယ်အဲစပိုင်းပြက်မှာရှိတဲ့တခြားတောင်မတွေ့ရလဲဆိုရင် down p a q ဆိုတော့တွေ့ရမယ် down p a q နဲ့ down b b q တို့ဒီစောင်းပြက် p a q အတွင်းမှာရှိတဲ့ down လေးဖြစ်တယ်ထို့ကြောင့် p a q နဲ့ p b q နဲ့တူတယ်ထို့ကြောင့်မလို့ down p b q က35ဒီဂရီရတယ်ပေါ့နော်ဘယ်စောင်းပြက်အကြီးအတွင်းမှာရှိတဲ့ down တွေဟာ down ချင်းဖြစ်တယ်နောက်တစ်ခုကစောင်းချင်းအတွင်းမှာရှိတဲ့ down ကတော့ down မဖြစ်တာသိပြီးသားချက် ဆိုင်းပြက်ငယ်အတွင်းမှာရှေ့တောင်းနေတာတောင်းကျယ်ဖြစ်တယ်ဆိုတော့ကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ဒါဆိုင်းပြက်ကြီး APQB ပေါ့နော်ဆိုင်းပြက်ကြီးအတွင်းမှာရှေ့တောင်းတာဒီနှစ်တောင်းကတော့ကြည်လန်တီတာတောင်းကျင်ဒီမှာဆိုဒါဆိုင်းကျန်ဒီမှာရှိတဲ့တောင်းကတောင်းမယ်ဒီမှာဖြစ်လာတဲ့ဆိုင်းပြက် DAPQB ကတော့ဆိုင်းပြက်ငယ်ပေါ့နော်ဒီဘက်ကတော့ဆိုင်းပြက်ကြီးဖြစ်လာမယ်ဆိုင်းပြက်ငယ်အတွင်းမှာရှေ့တောင်းနေတာတောင်းကျယ်ဖြစ်တယ်ဆိုတော့တွေ့ကြတွေ့တယ်အဲ့လိုချင်းငယ်ဖတ်ပါဖိုင်လေးကိုဆက်ပြီးလေ့လာကြပါမယ် A B C D ရဲ့ XYZ တန်ဖိုးကိုရှာပေးရမှာเนาะနံပါတ်1ပုံလေးကိုကြည့်ရအောင် down degree ပေးထားတယ်เนาะ XYZ ဆိုတာပေးထားတယ် XYZ ကိုရှာပေးရမှာเนาะ X ဆိုတာကိုအရင်ရှာလို့ရမှာ X ဆိုတာဖြစ်အောင်လို့ဒီမှာရှိတဲ့ B C ဆိုတဲ့၄ဂျိုးလေးရှိမယ်၄ဂျိုးကနေမှာစွိုင်းပြတ် B A D C တို့မဟုတ် B A C ပေါ့เนาะ B A C ဆိုတော့ဒီတော့မပြောတာမဟုတ်ဘူးဒီဝန်းပိုင်းလေးကိုပြောချင်တာဒီ X နဲ့တူတဲ့ဒီ30 degree ရှိတဲ့တောင်းရလဲ့ ဆောင်ရွက် BADC မှာရှိတော့ထို့ကြောင့်မို့လို့ down x နဲ့ down BDC နဲ့ဟာတူနေတာတွေ့ရမယ်ဒါ x အဖြစ်ရပါပြီ y ဆိုတော့ကဒီမှာရှိရလေးချိုး CD ရနေမှာစွိုင်းပြက် CBAD မှာဆွဲထားတဲ့ down ဖြစ်တယ်တနည်းအားဖြင့်လေးချိုး CD ရနေမှာစွိုင်းပြက်မှာဆွဲထားတဲ့ down ရှိမရှိကြည့်လိုက်တဲ့အခါမှာ down CAD 36 degree ဆိုတွေ့ရှိရတယ်ထို့ကြောင့်မို့လို့ y ဆိုတော့က36 degree ရတာမယ် ။နောက်ဇက်ကရောဇက်ဆိုတဲ့တောင်ဖြစ်ဖို့အတွက်က AC နဲ့ BC စုံတဲ့နေရာပေါ့နော်။ဒီဇက်ဆိုတာလေးကဒီမှာရှိတဲ့လေးကျို AB ကနေမှာစောင်းပြက် ADCB မှာဆွဲထားတဲ့တောင်လေးဖြစ်တယ်။ဒီတော့စောင်းပြက်မှာတခြားတောင်ရှိတဲ့ကြီးတဲ့ခါမှာဒီတောင် ADB ဆိုတာတွေ့ရတယ်။ထို့ကြောင့်မို့လို့ဇက်ကလည်း40ဒီဂရီရမယ်။အဲ့တော့ဒါနံပါတ်1က XYZ လေးကိုစဉ်းစားတဲ့နည်းလေးပါ။ဒါလေးမထင်ပါရဲ။ဒါလေးကချက်တွေ့တာပေါ့နော်။တောင် ADB ADB နဲ့ဒီမှာရှိတဲ့တောင်း ACB Z တို့ဟာစွိုင်းပြက် ADB ဒီမှာရှိတဲ့တောင်းဒါကြောင့်မို့လို့တောင်း ADB 40ဒီဂရီရပေးထားချက်မို့လို့ Z ကလည်း40ဒီဂရီရရမယ် X ကိုဘယ်လိုစဉ်းစားမလဲဆိုရင် X ဆိုတာကဒီမှာစွိုင်းပြက် BAC မှာရှိတဲ့တောင်းလေးဖြစ်တယ် X နဲ့30ဒီဂရီကစွိုင်းပြက် BAC မှာရှိတဲ့တောင်းဘာကြောင့်မို့လို့ X နဲ့တောင်း BDC တူတယ် လုံးစက်လက်ရှိလို့ရမယ်။ Y ဖြစ်ပေါ်အတွက်ဒီ CD ဆိုတဲ့လေးကျိုးကနေမှာစိုင်းပြက် CBD မဆွေရတောင်းဖြစ်တဲ့ CAD တွေမှာရှိတော့ဒါကြောင့်မလို့ Y ကလည်း36ဒီဂရီရမယ်။ Answer ကတော့ H က34ဒီဂရီ Y က36ဒီဂရီဇက်က40ဒီဂရီ။နံပါတ်၄လေးကိုနားလည်မထင်ပါနဲ့။နံပါတ်၄ကြည့်ရအောင်။နံပါတ်၄မှာလည်း Oppo ရှိတဲ့စိုင်းလေးတွေ ABC ရပါရမယ်။ AO ရင်ကြည့်ရအောင်။ A ဆိုတဲ့တောင်းကဘလို့ဖြစ်လာဆိုရင်ဒီမှာ PR ဆိုတဲ့လေးချိုးရှိမယ်ဒီတော့ဒီ A လေးဆိုတာကဒီလေးချိုး PR နေမှာဒီမှာစဝိုင်းပြက် PQSR မှာခါစမားတောင်းပေါ့နော်တကယ်ဒီ25ဒီဂရီဆိုတာလေးကလည်း PQSR မှာရှိတဲ့တောင်းထို့ကြောင့်မလို့ A နဲ့ဒီ PQR ဆိုတဲ့25ဒီဂရီတောင်းကတူမယ် A တွေ့ရပြီ B ဆိုတာကဒီမှာရှိတဲ့လေးချိုး QS တကယ်ဖြစ်လေအဝမိုင်းငယ် QS ကနေမှဒီဘက် Oh my my ခံဆောင်ရတဲ့တောက်ပေါ့နော်ဒီတော့ BP ဆိုတာကဆိုင်းပြက် S R Q တော့မဟုတ် S R P Q မှာရှိတဲ့တောက်ဒီဆိုင်းပြက် S R Q မှာရှိတဲ့တောက်ကဒီမှာရှိနေတဲ့ QRS 35ဒီဂရီတွေ့ရဒါကြောင့်မို့လို့ B ဆိုတာကတောက် QRS 35ဒီဂရီဆိုတူနေမယ်အလေးရပြီ B လေးရပြီ C ကြည့်အောင် C ကဒီမှာရှိတဲ့တောက်လေဒီ C လေးဖြစ်ဖို့အတွက် ီအနန္တနာရဲ့စုံလွှဲနေတာအဲကြောင့်မို့ဒီ PQ ကနေမှာခံစားရတော့ဖြစ်တယ် PQ ကနေမှာစွိုင်းပြတ် PRQ နောက် PSQ 90 degree ဆိုတာလဲစွိုင်းပြတ် PRSQ မှာရှိတောင်းဖြစ်တယ်စွိုင်းပြတ်တစ်ခုအတွင်းမှာရှိတောင်းတယ်သူညီတဲ့အတွက်ကြောင့်မို့လို့ C က90 degree ရအောင်မယ်နော်ဒီပုံလေးမှာယဉ်ကြည့်မယ်ဆိုရင် down PQR 25 degree ရဲ့ down PSR တနက်ပြင်း A ပေါ့နော်ဒါတွေကစပိုင်းပြက်ဒီ P R နဲ့ခန်းစားကြပေါ့ P R စပြီးတော့ယူမယ် P Q R S R တို့မဟုတ် P Q R ပေါ့နော်ဒီမှာရှိရတော့ထိုးကြောင့်မလို့တောင်း P Q R 25ဒီဂရီပေးရကြကြမလို့ A ရလဲ25ဒီဂရီရရမယ် B ကိုကြည့်အောင် B ဆိုတာကဒီမှာရှိတဲ့ဒီ၄ဂျူ QS တို့မဟုတ်ရှင်အဝိုင်းငယ် QS ကနေမှကျွန်တော်အဝိုင်းမှာခန်းဆောင်တော့တောင်းဖြစ်တယ် နောက်တစ်တောင်းကဘာရှိလဲဆိုရင်ဒီမှာ QRS ဆိုတာရှိရတောင်း SRQ SRQ ဒါနဲ့ဒီ B တို့ဟာစွိုင်းပြက် SRPQ အဲ့ဒီမှာရှိတော့ဒါကြောင့်မလို့ B က35ဒီဂရီရမယ်နောက်တစ်ချက် C C ဆိုတဲ့တောင်းဖြစ်အောင်လို့ဒီဘက် PQ ကနေမှာခံဆောင်လာတာအဲ့ကြောင့်မလို့ C ကဘာနဲ့တူလဲဆိုရင်ဒီဘက်ချက်မှာရှိ80နဲ့တူတယ် down p s q နဲ့0ဟာစဝိုင်းပြက် p r s q တို့မဟုတ် b r q အဲ့ဒါမှရှင်းတောင်းဖြစ်တယ်။ထို့ကြောင့် c က90ဒီဂရီရမယ်။အဲ့ဆိုရင်နံပါတ်1လက်ရမယ်ထင်ပါတယ်။နံပါတ်3ကြီးအောင်နံပါတ်3မှာကဘာတွေပေးထားလဲဆိုရင်ဒီမှာအချင်းချင်းတခုတွေ့ရမယ် AB စဝိုင်းချင်းတခုဖြစ်လာတွေ့ရမယ်စဝိုင်းချင်းမှာရှေ့ထောင်းတော့90ဒီဂရီဆိုတော့ဒီခါလေးမှတ်ထားရမှာပေါ့နော်။ဘာရင်ရှာမလဲဆိုလို့ရှိရင် x ဆိုတာလေးကိုရင်ရှာအောင် x ရဲ့ BDC 60 degree ဆိုတာကစဝိုင်းပြဲ BDAC လို့ရှိရင် BAC မှာရှိတဲ့တောင်းဖြစ်တယ်။ဒါကြောင့်မို့လို့ h က60 degree ရမယ်။ဟုတ်ကဲ့ h ရပြီ။ y ဘယ်လိုရှာမလဲ။ ACY ရဲ့ဒီမှာရှိတဲ့ ACB ကစဝိုင်းချမ်းတို့မှာရှိတဲ့ထောက်လေးဖြစ်တယ်ပေါ့နော်ဒီထဲမှာမှာစဝိုင်းချမ်းမှာရှိတဲ့ ACB က60ဒီဂရီတည်ပြီးသားဖြစ်တယ်အဲ့ H ရှာပြီးပြီဆိုတော့ Y ကိုတွက်လို့ရပါပြီ H ကိုရင်းရှာမယ် အပေါ်မှာပေးထားချက်ရ BC က၄ချိုးဖြစ်နေပေါ့နော်။ Down BTC ဆိုတော့ဒီမှာ BTC 40 degree H2 ဟာစောင်းပြဲ BDAC ဒီမှာရှေ့တောက်။ Down BTC က40ပေးထားချက်ကြောင့်မလို့ H ကလည်း40 degree ရမယ်။နောက်တစ်ခါ AB ကအချင်းချင်းဖြစ်နေပေးထားတယ်။ဒါကြောင့်မလို့ Down ACB ဟာစောင်းချမ်းအတွင်းမှာရှေ့တောက်။ထို့ကြောင့် Down ACB က60 degree ရမယ်။ဒီ3က ABC မှာဆိုလို့ရှိရင် Down ACB 60 degree တိပြီး H ကလည်းရှာပြီးသားပြီဆိုရင် Y ကို တို့လို့ရောက်လာပြီတတိယ ACB မှာ A+ down ACB+ Y က180ဒီဂရီရတယ်တတိယကြီးအတွင်းနောက်မှာပေါင်းလာဖြစ်တယ် A က40ဒီဂရီ down ACB က60ဒီတည်ပြီးလာပြီ Y မတည်ဘူးရှာတဲ့အခါမှာ Y က50ဒီဂရီရမယ်အဖြေက A က40ဒီဂရီ Y က50ဒီဂရီပေါ့နော်နံပါတ်3လေးလည်းရမယ်ထင်ပါတယ်နောက်ကလေးသင်ခန်းစာကတော့ဒီ listening 5.5ရဲ့1 2 3ပေါ့เนาะ3ပုံလေးမှာရတာပါမယ်။ကျန်ရှိတဲ့လက်ချက်က3ပုံကြတော့နောက် သင်ခန်းစာမှာ submission ပြလိုက်ပါမယ်။ credentiality လေးကိုနောက်လည်နိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးနဲ့ကြိုးရှိတယ်ဆိုလို့ရှိရင် Masky MM channel လေးကိုကျေးဇူးပြု၍ like subscribe နဲ့ share လုပ်ပေးနိုင်ပါတယ်။အဆုံးနဲ့ကြည့်ရှုပေးခြင်းစင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။